ရွေးကောက်ပွဲကိုအခုနှစ်အတွင်းမဖြစ်မနေကျင်းပနိုင်ရည်ပြင်ဆင်နေပြီးဒေသအလိုက်တည်ငြိမ်မှုရှိဖို့လိုအပ်တဲ့အတွက်စွန်လကုန်တီအပြည့်ရတက်တန်းတိုးမြင့်လိုက်တယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။မြန်မာနိုင်ငံမှာငလျင်လှုပ်ခတ်ပြီးတဲ့နောက်ပိုင်းစစ်ကောင်စီကတည်ငြိမ်ရေးကိုရှေ့ရှုပြီးယာယီအပြည့်ကတ်ရဲစဲရေးကာလကို၄ချိန်မြောက်ဖြစ်စွန်တရက်ကနေ30တရက်ထိထပ်မံတိုးမြင့်လိုက်တာပါ။ငလျင်တဲ့ဒေသတွေမှာပြည်내တိဆောက်ရေးနဲ့ထူထောင်ရေးလုပ်ငန်းတွေဆက်လုပ်နိုင်ရေးရွေးကောက်ပွဲကျင်းပနိုင်ရေး နိုင်ငံနဲ့နိုင်ငံသားအလုံးရဲ့ကြိုးစည်းပွားကိုဖော်ဆောင်နိုင်ရေးနဲ့စစ်မှန်တဲ့ငြိမ်းချမ်းရေးဖော်ဆောင်နိုင်စေဖို့အကြောင်းပြထားပါတယ်။ဆရာနာရှင်စနစ်စန့်ကျင်ရေးတိုက်ပွဲတွေကိုရင်ဆိုင်နေရတဲ့စစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲကျင်းပချိန်မှာတနိုင်ငံလုံးမှာရှိတဲ့ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးမဲပေးနိုင်ရေးဒေသအလိုက်တည်ငြိမ်အေးချမ်းဖို့လိုတယ်လို့ဆိုပါတယ်။စီဒီအမ်ပိုကြီးစင်ရော်ကဆုံးရှုံးနယ်မြေတွေအားလုံးကိုပြန်ယူဖို့အနေထားမရှိတာကြောင့်အပြစ်ရဲ့ကြီးညာယုံနဲ့တနိုင်ငံလုံးမှာရွေးကောက်ပွဲဖြစ်လာနိုင်စရာအကြောင်းရှိဘူးလို့သုံးသပ်ပါတယ်။ သူတို့ပြောနေတဲ့ရွေးကောက်ပွဲဆိုတာတကယ်တမ်းလုံးဖြစ်မယ်ဆိုရင်လည်းဟန်ပြရွေးကောက်ပွဲပဲပြီးရင်သူတို့အနေနဲ့အပြစ်ခတ်ရဆဲနေုံနဲ့တော့မရအောင်တနိုင်ငံလုံးသူတို့စစ်တပ်လက်ထက်ရဲကိုပြန်ရောက်သွားရင်တော့ဒါရွေးကောက်ပွဲဖြစ်နိုင်တယ်တနိုင်ငံလုံးစစ်တပ်ဖဲကိုပြန်ရောက်ဖို့ဆိုတာလည်းသူတို့နောက်9နှစ်6နှစ်အတွင်းမှာကြိုးစားလဲစစ်ကောင်စီအဖို့ကတော့ဆုံးရှုံးပြီးသားနေမြေတွေကိုပြန်တိုက်ယူနိုင်တဲ့အနေအထားမရှိဘူးလို့ပြောရမှာဖြစ်ပါတယ်ဒါကြောင့်အပြစ်ခတ်ရယုံနဲ့တော့ရွေးကောက်ပွဲဖြစ်လာနိုင်စရာအကြောင်းမရှိဘူးလို့ပဲပြောရမှာဖြစ်ပါတယ် ဒီဇင်ဘာတတိယဘက်ကနေနောက်နှစ်ဇန်နဝါရီဒုတိယဘက်အတွင်းရွေးကောက်ပွဲကျင်းပမယ်လို့စစ်ကောင်စီကကြေညာထားပြီးလုံခြုံရေးအခြေအနေအရကျင်းပနိုင်မယ်မဲဆန္ဒနယ်မြေတွေကိုမတတ်မရသေးပါဘူး။လွတ်လပ်တဲ့သူစေတနာအဖွဲ့အစည်းတွေရဲ့ချက်လက်တွေအရနိုင်ငံတော်ဝန်ဆေးပဋိပက္ခဖြစ်စဉ်တွေမရှိသေးတဲ့မြို့နယ်အခြေအတွက်ဟာ60သားကြန့်ရှိတော့တာပါ။ဆေးရေးကက်ခတ်တွေကတော့နယ်မြေများစွာဆုံးရှုံးထားတဲ့ရှမ်းမြောက်မှာရွေးကောက်ပွဲကျင်းပဖို့တရုတ်ဆိုရကနေတဆင့်သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုဖိအားပေးလာနိုင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ရခိုင်ပြည်နယ်ပါဝင်ကချင်း ချင်းနဲ့ကရင်နီကတိုင်းသားလက်နက်ကိုင်တွေနဲ့ပူးပေါင်းဖွဲ့တွေထိန်းချုပ်ထားတဲ့ဒေသတွေမှာတော့ရွေးကောက်ပွဲလုပ်နိုင်မှာမဟုတ်ဘူးလို့ထောက်ပြပါရယ်။တစ်ဖက်မှာမန္တလေးတိုင်းမကွေးတိုင်းနဲ့စကိုင်းတိုင်းဘက်ကိုစစ်ကောင်စီကမြို့ပေါ်တွေလောက်သာနေမြေစိုးမှုမှုရှိနိုင်ပေမဲ့ကျေးလက်ဒေသတွေမှာတော့စေးပဋိပက္ခဖြစ်ပွားနေတာပါ။အညာဒေသမှာလည်းစစ်ကောင်စီရဲ့စစ်ကြောင်းထိုးမှုတွေများပြားရှိနေပြီးမုံမကြခင်ကာလရိတ်ခါရင်တန်းတွေတောက်လျှောက်သွာလာလှုပ်ရှားမှုမပြတ်တဲ့အနေထားလို့စေးကက်ခက်တွေကဆိုပါတယ်။စီရီယံဘူကြီးကောင်းတူဝင်က အပြစ်ခတ်ရဆဲပေမဲ့မြေပြင်မှာစေအေးဆိုင်ရာလှုပ်ရှားမှုတွေကိုရှော့ချတာမရှိတဲ့အတွက်စစ်ကောင်စီကဆက်ပြီးထိုးစစ်ဆင်မဲ့အနေထားလို့သုံးသပ်ပါတယ်။ ပြစ်ခတ်ရက်စဲရေးဆိုတာကဟိုဘောနော်ဒီစာရွက်ပေါ်ပါတာဖြစ်ပြီးတော့ဘောနော်ဒီမြေပြင်မှာတော့ဒီထိုးစစ်ကိုအစင်မြဲတိုင်းဆင်နေမိတဲ့အနေအထားမျိုးတွေရှိတယ်အဲဒီ structure ချိန်ပြီးရင်တော့ဘောနော်နောက်ထပ်ဒီလိုမျိုးအချိန်တွေထပ်ပြီးတော့လာပြီးဆိုရင်လဲလာတယ်ဆိုရင်လဲဘောနော်ဒီဒီလိုမျိုးအပြစ်ခတ်ရက်စဲရေးဆိုတာလုံးဝမယုံကြည်ရတဲ့အပြစ်ခတ်ရက်စဲရေးမျိုးဖြစ်ပြီးတော့မြေပြင်မှာပဲထပ်ပြီးတော့သူတို့ကဆက်ပြီးတော့ထိုးစစ်ဆင်တဲ့အနေအထားမျိုးတွေကတော့အမြဲရှိနေမှာပါ မြို့သားညွေရေးဆိုရ NUG ရဲ့စီးရင်တွေရစစ်ကောင်စီရဲ့အပြစ်ရကြေညာချက်နှစ်ကြိမ်အတွင်းနိုင်ငံတော်ဝင်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ရက်သား300နီးပါးတိစုံခဲ့ပြီး456ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်အပြစ်ရကာလအတွင်း EO တွေပါဝင်လက်နက်ကင်ဖွဲ့တွေအနေနဲ့ထက်စကန်တွေဌာနချုပ်တွေကိုတိုက်ခိုက်တာအင်အားစုဆောင်တာနယ်မြေချဲ့ထွင်တာတွေလုပ်ရင်လိုအပ်တဲ့တုံ့ပြန်မှုတွေလုံဆောင်သွားမယ်လို့စစ်ကောင်စီကအတည်ပြုထားတာပါ လေးလာသူတွေကတော့ရွေးကောက်ပွဲအကြောင်းပြချက်နဲ့နိုင်ငံတကာတိုင်းဝန်ကစောင့်ကြည့်တဲ့အဖွဲ့အစည်းတွေကိုမြင်သာအောင်စစ်ကောင်စီကဟန်ပြတတ်တတ်နဲ့အပြစ်ခတ်ရစေတာလို့ဝေဖန်ပါတယ် လလောဆယ်မှာထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကို KNL နဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်နေသလိုရခိုင်မှာလည်း A ကကြောက်ဖြူမျိုးနယ်အတွင်းမှာရှိတဲ့တပ်စခန်းတွေကိုထိုးစစ်ဆင်နေတာဖြစ်ပါတယ်။စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကတော့တိုင်းသလန်တကိုင်အဖွဲ့ရီနဲ့တပ်ဆိုင်သူတွေအနေနဲ့ယာယီအဖြစ်အပြစ်ခက်ရဲစဲထားခြင်းပေါ်အလေးထားစဉ်းစားပြီးလိုက်နာပေးကြဖို့တိုက်တွန်းထားပါတယ်။